ပဝင်စားပြီးတော့ငြိမ်ငြိမ်သက်သက်ထိုင်းနေတဲ့အချိန်မှာအစိတ်ပြင်းတဲ့နဂါးကြီးကမြတ်စွာဘုရားကိုလည်းမြင်ရောသူ့နေရာကိုစောစောကားကားဝင်လာရမလားလို့စိတ်အမတမ်းမဆိုးတယ်စိတ်ဆိုးတယ်နဲ့နဂါးရဲ့အစွမ်းတကူနဲ့မိခိုးတွေအခိုးတွေစိတ်ခိုးတွေကိုလွတ်တယ်အဲ့လိုလွတ်တဲ့အခါမြတ်စွာဘုရားကအဋ္ဌဌံနဲ့ဒီစိတ်ခိုးတွေသူ့ကိုမထိအောင် တကိုးနဲ့ကာကွယ်ထားပြီးတော့မြတ်စွာဘုရားကလည်းတေဇောကတိုင်ဝင်စားပြီးတဲ့အခါမှာအစိတ်ခိုးအပူငွေ့တွေလိုဟာမျိုးပြန်ပြီးတော့လွတ်လိုက်တဲ့အခါနောက်ဆုံးငကားကြီးကသူလွတ်တဲ့အစိတ်ခိုးတွေကမြတ်စွာဘုရားကို မထိဘူးမြတ်စွာဘုရားလွတ်လိုက်တဲ့တေဇောထက်မိလျံတွေကငကားရဲ့ခန္ဓာကိုယ်ကိုလာပြီးတော့ပူလောင်တဲ့အခါနောက်ဆုံး အရှုံးပေးပြီးတော့အညံ့ခံလိုက်ရတဲ့နေသားမျိုးရောက်သွားတယ်။မှန်ပါပါဘုရား။အဲ့တော့ရသော်ဘုရားဟာအလွန်အနေကြီးတဲ့ဒီလိုအနေရှိတဲ့နေရာထဲမှာဘာဖြစ်လို့ဝင်ပြီးတော့တရင်တော့ရလဲ။တခြားသစ်ပင်တွေတခြားတောတွေရှိရတဲ့အဲ့ဘာဖြစ်လို့အခုလို့အစိတ်ပြင်းတဲ့နေရာရှိတဲ့နေရာထဲမှာဝင်ရောက်ပြီးနေရတယ်လို့ဆို။ ဥရဝေလကတ္တဝါတို့ကိုစီယုံရေးဆင်းတဲ့အနေနဲ့မြတ်စွာဘုရားကဒီနေရာကိုရွေးချယ်တာတမင်သက်သက်ရွေးချယ်ပြီးတော့နေရအနေရဲ့အမတမတ်ကြီးမားတဲ့နေရာရွေးချယ်ခြင်းဟာဥရဝေလကတ္တဝါတို့ရဲ့စိတ်ဓာတ်ကိုဆွဆောင်နိုင်ဖို့အတွက်လုပ်တယ်လို့ဒီလိုတွက်လို့ရတယ်နော်လောကသားတို့အတွက်မြတ်ဗုဒ္ဓချိုးပန်းရတယ်ဆိုတာအနေရည်နဲ့ကြုံရင်လည်းကြုံမှာပဲ အဲ့ဒီကြုံတဲ့အန္တရာယ်တွေကိုထက်ပြီးတော့မတွေ့ဘူးမြတ်စွာဘုရားမီတင်းကုတ်ထဲမှာနဂါးကြီးနဲ့ရင်ဆိုင်တွေ့ပြီးတော့အန္တရာယ်ကိုဖြေရှင်းလိုက်တဲ့အခါအေးယသိတွေကတော့တညာလုံးအဲ့ဒီမီတင်းကုတ်ထဲကမိအောင်နေတပြောင်ပြောင်တောင့်နေတော့ယဟန်ဂောရမတော့ရုပ်ရည်ရူပကာယအမတန်ချုံမောလှပတဲ့ယဟန်ဂောရမမနဲ့ကြရင်တော့ပြာဖြစ်နေရောပေါ့စိုးရင်တကြီးနဲ့ ကြည့်ကြတယ်မနဲ့လဲမိုးလင်းရောလာတဲ့အခါကျတော့မြတ်စွာဘုရားကထိုင်ရဲ့ဘာမှမဖြစ်ဖဲတွေ့တော့သူတို့တန်တော်ဖြစ်သွားတယ်အဲဒီလိုတန်တော်ဖြစ်တဲ့အခါမြတ်စွာဘုရားကဥရဝေလကတ္တဝယတိကိုပြတယ်ဒီမဲ့မီတင်းကုတ်ကြီးကိုလွှမ်းမိုးပြီးတော့မီးပူဇော်တဲ့နေရာမှာဝင်ရောက်ပြီးတော့ စုံမုံချက်လဲနေတဲ့နဂါးကြီးကဟောဒီမှာလို့ဆိုပြီးတပိတ်ထဲထည့်ထားတဲ့မွေလေးတစ်ကောင်ပြလိုက်တာပေါ့အဲ့ဒီကြတော့အစိတ်တောင်မရှိတဲ့မွေကလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဥရဝေလကသဗအမှုရှိတဲ့ယသိတွေဟာသစ္စာဘုရားပေါ်မှာတိတ်ပြီးတော့အထင်ကြီးသွားကြတယ်ဒါစီယုံရေးတစ်ခုပဲပေါ့အထင်ကြီးမှုလေးစားမှုမရှိရင်ဘုရားဟောတဲ့တရားဘယ်လိုလုပ်နားလဲ နာမလဲလောကလူတွေကအထင်ကြီးမှုလေးစားမှုပေါ်မှာအခြေခံပြီးတော့သူ့ရဲ့အဆုံးအမကိုလိုက်နာကြတာဒါလဲလိုအပ်ချက်တစ်ခုပြာစီယုံရေးအတွက်အရေးပါတဲ့အကြောင်းတစ်ခုပဲလို့ဒီလိုသတ်မှတ်တာအဲ့ဒီမှာဥရဝေလကတ္တဝရဲ့စိတ်ထဲမှာဘလို့ဖြစ်တော့ဩတကူကြည့်လိုက်တာတို့တောင်မထီရဲမတို့ရဲတဲ့ငကားလိမ္မာရင်ကျင်းအောင်သူဆုံးမနိုင်ပါပေတယ် ရန်ကောရမဟာတိတ်တကိုးကြည့်တာပဲဒါပေမဲ့လို့ငါလိုတော့ယဟန္တာမဟုတ်သေးဘူးလို့သူစိတ်ထဲမှာဒီလိုဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကအခုလိုအနေရကြီးမားတဲ့နေရာမှာအနေရကိုချုပ်ကင်ထားပြီးတော့သတင်းသုံးနိုင်တာကိုသူသိထင်ကြီးသွားပြီးတော့အရှင်ကောရမဒီမှာပျော်သလောက်နေပါတဲ့ဆွမ်းကွမ်းသူတောင်းဝန်ယူရမယ်ဒါတိုးတက်မှုတစ်ခုပဲပေါ့ အနုဝဇုကိယူတော်ဆိုင်မှာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အစွမ်းတကူကိုစပြီးတော့တည်တဲ့အခါကျတော့အရှင်ဂေါရမဒီမှာပျော်သလောက်နေပါတဲ့အမြဲတမ်းဆုံးဖို့သူတောင်းယူပါမယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာဆက်ပြီးတော့သတင်းသုံးတာညရောက်တဲ့အခါကျတော့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာမှာဝင်းဝင်းလက်လက်အယောင်ကြီးတွေဟာတောက်ပကတာကိုသူတို့မြင်ရတယ် အရက်လေးမျက်နာကဝင်းလက်တောက်ပတဲ့အယောင်ကြီးတွေနဲ့မြတ်စွာဘုရားသရင်သုံးတဲ့နေရာကိုရောက်ရှိလာကြတာတွေကိုမြင်တော့တန်တော်ညာကရှိမနဲ့မိုးလင်းတဲ့အခါမြတ်စွာဘုရားထံစွန့်စားသွားပြင်ရင်မေးတယ်ညာကဒီမှာအရက်လေးမျက်နာဘက်ကအလင်းအောင်ကြီးတွေလာနေတယ်အဲ့ဒါဘာတွေလဲလို့မေးတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့စတုမရနမင်းကြီး၄ယောက်ဟာ တရားနာဖို့တရားမေးဖို့ညတကောင်ငါစီလာကြတာလို့ဆိုတော့ဩတန်တော်သူမှာစိတ်ထဲမှာပို့ပြီးတော့လေးစားသွားတယ်။ဩရဟန်းတော်မတကိုးကြည့်လိုက်တာ။ဒါပေမဲ့ငါလိုတော့ရဟန္တာမဟုတ်သေးဘူးလို့ဒီတွေးရတော့သူမှအမြဲတမ်းတွေးနေသူကသူရဟန္တာလို့ထင်နေတာ။ရဟန်းတော်မတကိုးကြည့်ပါပေတယ်။အမ္မတမတကိုးကြည့်တဲ့ နမင်းကြီး၄ရောက်တော့ရဟန်းတော်မရှိတရားနာလာရတယ်ဆိုတော့အတော်ကိုတကိုးကြီးတဲ့ရဟန်းပဲလို့စိတ်แท้မှဒီလိုလေးစားမှုတွေပို့ပြီးတော့တက်နောက်တည့်ရကြတော့တခါဘာတွေ့ရပြန်လို့ဆိုအင်တာမတ်ပို့ပြီးတော့လင်းနဲ့အလင်းရောင်ကြီးတစ်ခုဟာရသော်ဘုရားသတင်းသုံးတဲ့ဘက်ကိုညအခါမှာရောက်ရှိလာတာကိုသူတွေ့လိုက်ရအဲ့လိုတွေ့လိုက်ရတော့နန်းနေမိုးတော့အလင်းရောက်တဲ့အခါ သွန်သားလာပြင်မေးပြန်တယ်။ညတုန်းကရှင်ကောရဘသတင်းသုံးတဲ့နေရာအင်တာမတ်တော့ပါတဲ့အလင်းရောင်ကြီးတစ်ခုအလင်းတန်းကြီးတစ်ခုရောက်လာတာကိုတွေ့လိုက်ရတယ်။အဲ့ဒါဘာလဲလို့မေးတော့တာဝရိန္ဒနတ်ပြည်ကသကြာမင်းကြီးကတရားနာခြင်းလို့ငါစီကိုလာတာတဲ့။ဆိုတော့အော်တကိုးကြီးတဲ့သကြာကတော့ရှင်ကောရမစီလာစီကရရပါပြီတဲ့လို့ဟော အင်တမအံ့ဩပြီဒါပေမဲ့ငါလိုတော့ယဟနာမဟုတ်သေးပါဘူးဒီအတွေးနဲ့တစ်ခါနေပြန်အဲ့ဒီကနေပြီးနောက်တည့်ရကြတော့တစ်ခါအရင်တော့ကရှေ့ပိုင်းမှာတွေးတဲ့အလင်းရောင်တွေတက်ပို့ပြီးတော့လင်းတဲ့လင်းအားကောင်းတဲ့အလင်းရောင်ကြီးတစ်ခုဟာတတော်လုံးတတော်လုံးထိန်လင်းသွားတော့အောင်အလင်းရောင်ကြီးတစ်ခုမြတ်စွာဘုရား သရင်တော့တဲ့နေရာကိုဘ ਹੁ ပြုပြီးတော့ဖြစ်ပေါ်လာဥရဝေလံကသမယေတိကြီးဟာအံ့ဩထိတ်လန့်ပြီးနနဲ့မိုးတော့လင်းရောက်တဲ့အခါမြတ်စွာဘုရားထံလာရောက်ပြီးညကအလင်းရောင်ကြီးကပူပြီးတော့လင်းတယ်။ဘာများဟောလိမ့်လို့ဆိုညကတဲ့ငါးစီကိုတဟံပတိဖြမာကြီးတရားနာဖို့ရောက်လာတာဟာတဲ့ဖြမာကြီးကိုယ်တိုင်လာတရားနာတယ်ဆိုတော့ အာဩရဲတကူကြီးပါပေးတယ်ဆိုတယ်ဒီကိစ္စတွေဟာမြတ်စွာဘုရားကဥရဝေလကတ္တဝရဲ့ဒီတရားဓမ္မသိဖို့ရာအတွက်သူ့ကိုဆွဲဆောင်စီယုံမှုပဲဖြစ်တယ်ပေါ့ဒါတွေကိုသိရသည့်အတွက်ကြောင့်ဥရဝေလကတ္တဝရဲ့စိတ်ဟာမြတ်စွာဘုရားဘက်ကိုပို့ပို့ပြီးတော့ညွတ်လာတယ်အကယ်၍သာအစွမ်းတကူကိုမသိဘူးဆိုလို့ရှိရင် ဘုရားဟောတဲ့တရားကိုနားထောင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုရင်အင်္ဂါတိုင်းမကရတိုင်းမှာဒီနှစ်တိုင်းမှာသူကတကယ်ဆရာကြီးလေ။ဘယ်သူမှပုံမထားတဲ့သူတွေကြီးတဲ့လူမရှိဘူး။အဲ့ဒီလိုပုံကုမျိုးဆိုတာသူတို့တွေတာတဲ့အရေးချင်းတွေတွေ့မှသာလဲတပိခံမှာပေါ့။အလို့ဆိုပဲတပိခံမလဲ။အဲ့ဒီလိုနေရင်ကနေပြီးမြတ်စွာဘုရားဟာသူအံအောလောက်တဲ့အနေထားမျိုးတွေ ဘလောက်ထိအောင်ကြုံတွေ့တယ်လဲဘလောက်ထိအောင်သူအံ့ဩရတဲ့မြတ်စွာဘုရားရဲ့ဒီအစွမ်းတကိုးတွေကိုသူတတိထားမိတယ်လဲလို့ဆိုရင်တကိုးပြာတိဟာပေါင်းဥရဝေလတောမှာမြတ်စွာဘုရားဟာအကျဉ်6500လောက်ပြရတယ်တဲ့နော်မထင်မှတ်ပဲနဲ့အကျဉ်ပေါင်း6500လောက်ထိအောင်မြတ်စွာဘုရားသူတို့စီယုံရေးအတွက်အဲ့တော့ဘုရားရောက်လာတာဟာ တရင်ကျွလို့တဆောင်ဘုံနတော်ပြာတော်ဆိုတဲ့သုံးလတိတိဥရဝေလကတ္တမတော်စီနေပြီးတော့မြတ်စွာဘုရားစီယုံရတာလွယ်လွယ်ကူကူနဲ့တို့တရားဟောဖို့အတွက်လွယ်လွယ်ကူကူနဲ့ကောက်ဟောလို့ရတာမဟုတ်ဘူးအချိန်ဆိုတာလည်းရှိသေးတယ်အချိန်အခါကိုစောင့်ဆိုင်းပြီးတော့မြတ်စွာဘုရားသူ့ရဲ့စိတ်ကိုဆွဲဆောင်နေရတာစီယုံရေးလို့ခေါ်တယ်ဗော ဒါဘဒုအတွက်စီယုံတာတော့လို့ဆိုမြတ်စွာဘုရားတခါတော့ဟောတယ်ငါကငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့ငါတိတယ်လို့တိပါစေငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေငါတဏှာက ထွက်ရတယ်လို့သူတို့လည်းထွက်ပြထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာတဲ့ငါရဲ့ ဒီစီယုံမှုကငါတပည့်ပိဋကများဖို့အတွက်ငါလှုပ်လှုပ်တာမဟုတ်ဘူးပွွင့်ပွင့်လင်းလင်းပဲဒီလိုမိတ်ကြားခဲ့တာရှိတယ်ပေါ့အဲ့တော့ဥရဝေလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချိန်၃လကြာအောင်ဆောင်ဆိုင်တော်မူခဲ့တယ်အဲ့ဒါလို့ဆောင်ဆိုင်ပြီးတော့နေတဲ့အခါမှာ ယသိတွေကဆောင်းရသည်ရောက်ပြီဆိုရင်အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆုံးပြီးတော့အလွန်အေးတဲ့အချိန်မှာနေရင်စရာမြတ်ထဲမှာရေဆင်းချိုးကြခိုက်ခိုက်တုံးနေအောင်ရေချိုးကြရေချိုးပြီးတဲ့အခါကျတော့အေးလို့မကအေးတဲ့အခါဘာလို့ကြတော့ဆိုမီးလုံကြအဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကြုံနေတယ်ကြုံနေတော့ မြတ်စွာဘုရားကမိမွေးပေးတယ်